ကိုလူလိုသိတော်မူကြတဲ့အတိုင်းဇုံလဟာဆိုရင်ဖြင့်ဒီမိုကရေစီပြရုပ်လို့ထောပနာပြုကြတဲ့ဒေါ်အောင်ဆန်းစုကြည်ရဲ့မွေးနေ့ဖြစ်ပါတယ်။ခါတိုင်းဆိုရင်ဒီလိုလာမျိုးမှာပြည်အတွင်းပါလူတွေကသူ့မွေးနေ့ပွဲကိုချိန်ချိန်သဲကျင်းပလေရှိကြတယ်။သူ့ကိုကြိုက်သည်ဖြစ်စေမကြိုက်သည်ဖြစ်စေသူဟာနိုင်ငံတစ်ခုရဲ့နိုင်ငံရေးစက်ဝန်းတစ်ခုမှာဝင်ရောက်လက်ပတ်ခဲ့တဲ့လူတူဖြစ်တယ်လို့အခုထိလဲအတိုင်းတာတစ်ခုထိလက်ပတ်နေတော့မှာပဲ။ဒီနေရာမှာမောင်ရင်တို့ပြောချင်တာကဒေါ်အောင်ဆန်းစုကြည်ရဲ့ဘုံတော်ပွဲမော်ကုန်းနေမဟုတ်ပါဘူး။ ဇွန်လနဲ့သူ့မွေးနေ့နဲ့မိုးနဲ့တိုက်ဆိုင်ဆက်ဟတ်တွင်းမိတဲ့ရောက်တရရလေးတွေကိုပြောချင်တာ I will now call upon Michael, Alexander and Kim Aris to come forward to receive the gold medal and the diploma on behalf of their wife and mother, the Nobel Peace Prize laureate 1991, Aung Sang Soo Kyi. ဒေါန်ဆန်းစုကြည်ဆိုတာနဲ့လူတွေကနိုဘယ်ဆုဆိုတာတမ်းမြင်တတ်ကြတယ်။သူ့မွေးနေ့နဲ့ပတ်သက်တဲ့အရာတွေတင်ကြတာတွေ့တော့နိုဘယ်ဆုအကြောင်းဆက်ပြီးတော့တွေးမိပြန်တယ်။ဆက်ပြီးဆက်ပြီးဆက်ဆက်လိုက်တာလူလောကမှာစုတစိတ်တွေရဲ့တည်ရှိနေတဲ့ပုံစံတွေကိုပါဆက်တွေးမိလာပြန်ရော။ဒီအပိုင်းတွေကပြောတာဆိုတာတွေကမောင်ရင်ရှောက်တွေးရှောက်မှွေထားမိတဲ့အပိုင်းစာတွေကိုပြန်စီထားတာတွေပါပဲ။